လာပါကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖေးသေးပါနောက်မကြီးပြေးမှာနွားသားပေါက်လေးတော့အစ်စ်ပါသေးတယ်။အပြင်မဲကျင်တော့လက်ရသေးတဲ့တဲ့ကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖျဲတီးတွေဖြစ်ပါတယ်။လက်ရှိကျမတို့နိုင်ငံရေးအခင်းကျင်းမှာလေအပြင်မှာဆိုင်ပြီးတော့အတွင်းမှာနီနေတဲ့အသားတွေက လောက်တွေကို ဖော်ထုတ်ပွင့်စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်။ကျုပ်တန်ဖိုင်တစ်ခုပြပါမယ်။ ရုပ်သံဖိုင်မှာရက်ဆွဲပါတယ်2022တုန်းကဒါကဒေါင်းဆန်းစုကြည်ကိုကျွန်တော်တို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆစ်နေတဲ့ CCTV ရုပ်သံမှတ်တိုင်းဒီနေ့ဒီ Guardian ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့စီတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်နော်အဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါန်ဆန်းစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်။ဒီလို အခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆင်ခရိုင်ဆင်ဖဲသီးတွေလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးမဟုတ်ကျမတို့ပြည်တော်စုဆင်နေမှာအသားရဲကလောက်တွေရှိနေပြီလားဒီလိုသားရဲကလောက်တွေမရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင်ပြည်ဝါချက်တွေပေါက်ကြနေပြီလားဆိုတာကျမတို့ဆိုရင်ရတယ်နိုင်ငံတော်ဆင်ဖဲသီးကငိုတဲကရှိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါ်ဆဲစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးတွေကို ုင်ငံသားလားတံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းစီးတဲ့ကိုနိုင်ငံတော်စစ်ဖျဲသီးတွေခေါ်သွင်းခဲ့တဲ့အတွက် ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တန့်အဆင့်လှိုဝဲရမယ်လှိုဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံခြုံရေးဖြစ်တဲ့ PDD EP PDDOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျက်သိခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။သူတို့နိုင်ငံသားသားအကြံပေးပုဂ္ဂိုလ်တွေ တိုက်ခန့်ပွားမယ်ဆိုတဲ့အစည်းအဝေးကာလတော့ငါဒေါ်စုကြည်ပြောခဲ့တဲ့အခြေအနေလေးတစ်ခုရှိကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူကိုအားကိုးပြီးလုပ်တာပါဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့ဒေါ်စုကြည်ပြောခဲ့တယ်။အဲ့ဒီချိန်တုန်းကတမရဦးသိန်းကြီးအစိုးရလက်ထက်မှာနိုင်ငံသားသားအကြံပေး25ယောက်ကိုငှားရမ်းပြီးအုပ်ချုပ်တဲ့အတွက်ဒေါ်စုကြည်ဒီစကားပြောတယ်။သူကိုရအစိုးရဖြစ်တဲ့အခါကျတော့နိုင်ငံသားသားအကြံပေးဆိုပြီး60တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်အစိုးရဖွဲ့တည်တဲ့မှာ ထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ဒါကြောင့်ဒီရုပ်တံဖာပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ကွယ်မှာဆက်ဆက်နေတဲ့ဖရဲသီးတွေအသားတွေကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားတွေကလောက်တွေကို ဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်ပပန့်ချင်းအင်ဂျီအပြာဝစ်စင်ခြင်းကိုအကျန်းဖက်လို့ရအဖြစ်တတ်မှတ်ကဖန်းစီထောင်ချဖို့စစ်တပ်လော်ဘီများလှုပ်ဆောင်နေ အာနာသိန်းစစ်ကောင်စီကနေမတရားဖမ်းဆီးခြင်းချထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ16ရက်မနေ့ပြန်ဆိုရင်အသက်80ပြည့်ပြီဖြစ်ပါတယ်။လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ငွေနေအထိမ်းမှတ်ပြည်သူလူထုကြားမှာလှုပ်ရှားမှုတွေလှုပ်ဆောင်မှုတော်လန်ရေးအင်အားစုတွေကနှိုးဆော်တိုက်တွန်းထားပါတယ်။ လူထုကောင်းဆောင်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ရှစ်ကနန်းပါတဲ့လှူရှားမှုမျိုးစုံကိုလက်ရှိမှာလှူဆောင်နေကြသလိုမနက်ဖြန်မွေးနေ့မှာပန်းတပိတ်နဲ့အပြာရောင်အင်ဂျီဝစ်စင်လှူရှားမှုတွေလှူကြဖို့တိုက်တွန်းထားပါတယ်။စစ်တပ်ထောက်ခံသူတွေကတော့အထက်ပါလှူရှားမှုတွေမှာပါဝင်သူတွေကိုစောင့်ကြည့်ဖမ်းဆီးကာထိထိရောက်ရောက်အေးအေးယူဖို့သူတို့ရဲ့ဝါဒဖြန့် Telegram Channel တွေမှာရေးသားနေကြပါတယ်။ ပပန္နာအင်ဂျီအပြဝတ်တာကတခြားနေ့တွေမှာတာမန်ကိစ္စဖြစ်ပေမဲ့မနှက်ဖြန်တော့အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာလှုပ်ဆောင်ရင်တော့အကျန်းဖက်လို့ရဖြစ်ပြီးထောက်ထမင်းစားဖို့ပြင်ထားကြဆိုတာမျိုးတွေချင်းချောက်ရေးသားထားတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရုပ်တံ8000နဲ့ဂင်းနစ်ချိန်တင်ဖို့ကြိုးပမ်းမှုဟာတတ်မှတ်အရေးအတွက်ပြင်းမြောက်သွားပြီဖြစ်တယ်လို့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကဒီနေ့မှကြေညာလိုက်ပြီးဆုတောင်းရုပ်တံတွေဆက်လက်ပေးပို့ကြဖို့လည်းတိုက်တွန်းထားပါတယ်။